ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့အိစာမင်းတို့အလစ်စီတို့ဟုံးချုပ်ဆိုးမှု၍အဘွေတို့လူနဲ့ဟုံးဆိုးမင်းတွေတူလာတော့မြန်မာနိုင်ငံတဲ့တို့ကြပါဘူးပြတ်ကြော် မင်္ဂလာပါရှင်အခုကြောင်ရံရဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါဦးရှင်တမ္မခွန်ခွန်ရဲ့တမ္မမှုကိုအရှင်ဟန်းစားပါဧပြီလ9ရက်နေ့2025ခုနှစ်လူမဲ့ကျော်ညာကံဝင်တင်ဆက်မှများမှာ breaking the union နဲ့ ဒီကနေ့အင်းတော်မြို့သိမ့်ပိုက်လိုက်နိုင်ဖြစ်ချောင်းကြီးညာပြီးတဲ့နောက်မှာတမန်ခွန်ခွန်ခွေပြေးထွက်ပြေးခဲ့ပါတယ်ထွက်ပြေးညီတို့မှာကတ္တာမတမန်ခွန်ခွန်တမန်မှုအရှင်ဖမ်းမိတယ်ဆိုတော့တရင် breaking new နေတယ်တင်ပြလို့ပါတယ်နောက်တစ်ခုကအချင်းကြီးနဲ့ဖလန်းမြို့အပိသက်တိုက်ခိုက်သိမ့်ပိုက်လိုက်ပြီဖြစ်ချောင်း ချင်းညီနောင်တပ်ဖွဲ့ကတရားဝင်ကြီးညာခဲ့ပါပြီ။ထပ်ပြီးတော့ချင်းပြည်နယ်ဖလန်းမြို့ဒိတ်တိုက်ပွဲမှာ96 soldier အခြားညီပြန်အညာသား PDF နဲ့မျိုးပြကြီးဆက်တွေအများပြချင်းညီနောင်နဲ့လက်တွဲပြီးပဝင်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ပဝင်တိုက်ခိုက်တဲ့တပ်ဖွဲ့တွေအားလုံးကိုတော့တရားဝင်ထုတ်ပြန်ကြီးညာမှာဖြစ်ပါတယ်။ ဒီနေ့ရန်ကုန်မှာမုတ်တက်နေပြီးနေကြနေတယ်အချို့နေရာတွေမှာလေစင်နှမောင်းတွေတိုက်ခိုက်နေတယ်လေယောမိုးရောကြီးနေတယ်စကိုင်းမှာဝမ်ယောဂါတွေဖြစ်ပြီးအရေပြားယောဂါတွေပါအပါဝင်အပူရှက်မှုတွေနဲ့တက်ကြီးရွယ်ဦးနဲ့ခလေးတငယ်ကိုရင်ဆောင်မိခင်ကြီးအတွက်ငရဲတမျှဖြစ်နေတယ်ဆိုတဲ့အကြောင်းတွေတက်ဆက်မှာဖြစ်ပါတယ်အဲ့တော့ တည်ရဲကောင်ထွက်ခဲ့ဆိုခဲ့တယ်ဆိုခဲ့တယ်တမခွန်ခွန်တမမှုဒီလိုရင်းတော့စိန်ခေါ်ခဲ့တဲ့တက်လက်နက်မဲ့ပြည်သူတရားကျုံအသက်ဆုံးရှုံးစီခဲ့တဲ့ပြစ်သက်ခဲ့တဲ့လိုက်တာယာတပိတ်စခန်းကြီးကိုစိတ်ပြေနှပြပြတ်ခတ်ပြုတ်ခွင်းခဲ့တဲ့တမခွန်ခွန်လိုက်တာယာမလို့ရွှေပြီးသားမြောက်ကလာဒီနေရာတွေမှာလေပြည်သူကို အတွဲလိုက်ဆက်တနတ်တွေနဲ့ပြစ်ခတ်ခဲ့တဲ့တမခွန်ခွန်ရှောင်းဦးတပြိုလုံးမှာကားမန်ကြီးရိုက်ခွဲအိမ်ပရင်းပေါက်တွေကိုလေးခွာနဲ့ပြစ်အဲစင်းစစ်မယ်လို့ပြီးတကားတွေထုရလမ်းတော်လမ်းတော်တွေကိုတနတ်နဲ့ဗယံပရာပြစ်ခတ်လူတွေကိုညမှာဖမ်းပြီးမနှက်ကြတော့အလောင်းပြန်ပို့တဲ့ရက်ဆက်မှုတွေနဲ့ပကုတ်အင်းတကောတမခွန်ခွန်အဲ့ကလာက ရန်ကုန်တိုင်းဘက်ကညုံဝင်းဆွေလက်ရှိတက်မှဘူးကဘုံမှုချုပ်ကြော်ကြော်ဟာတက်မှခုန်ခုန်တက်မှခုန်ခုန်တက်မှမူပြီးတော့ဒီလိုနှိမ့်ဆက်တက်ဖြတ်ခဲတဲ့တက်မှမူတက်မှခုန်ခုန်တက်မှမူမလီပြောချင်တာကတာပီရီယပ်တွေကနောက်ပြန်ကြိုးတုပ်ထိတ်တုံးခတ်ထားလိုက်ကြပါ မင်းတို့ဘာလို့ပြေးတာလဲလို့မေးတော့ကျွန်တော်တို့မသိရဲလို့ပါလေညာအသက်ကိုလည်းချမ်းသာပေးပါလေဟွအခုကြတော့မသိရဲကြတော့ဘူးလားတေးမှာကြောက်ကြပြီလားတမခုန်ခုန်တစ်ချိန်လုံးကတော့လက်နဲ့ပြည်သူလူထုတွေကိုတနက်တည်းအတွဲလိုက်နေပြစ်ခတ်ခဲ့တယ်တမခုန်ခုန် အခုလက်ရှိအရှင်ဖန်ဆီရမိတဲ့တမခုကိုတတ်မှမူဘုံမှုချုပ်အောင်တတ်ဥအောင်တတ်ဥဖြစ်ပါတယ်တမခုကိုဘာပြောချင်ခဲ့ပါတလဲဘာပြောခဲ့ချင်ပါတလဲအောင်တတ်ဥကိုဘာပြောခဲ့ချင်ပါတလဲအဲ့တော့ဖန်ဆီရမိပြီဖြစ်ကြောင်းဘုံမှုချုပ်အောင်တတ်ဥဖြစ်ကြောင်းတမခုကိုတတ်မှု ကျုပ်ဖြစ်ကြောင်းတရားရရဲ့လို့အတည်ပြုပါတယ်။အင်းတို့ဘုရားတွေထွက်ပြေးတယ်ခွေးပြေးတယ်ရှစ်လကျော်အောင်ဝိုင်းဝန်းပိတ်ဆို့တိုက်ခတ်တယ်။တမခွန်ခွန်တမမှုအပါအဝင်စခွေးတတိုက်ခွေးပြေးပြတာကတာမလက်ရှိဖန်းထားပြီးနောက်ပြန်ကျွတ်တုတ်ထိတ်ထုံခတ်တာပါတယ်။ဒါအင်းတို့နောက်ဆက်တွဲတရင်အခြေအနေဖြစ်ပါတယ်။ဖလန်းအကြောင်းကိုထပ်ပြောကြရအောင်။ဖလန်းမှာတော့ မနေ့တည်းကကျွန်တော်တို့တိမ့်ပတ်ရရှိဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်သို့တော့တရားဝင်ထုတ်ပြန်မှုတွေကိုဂုံယူစွာစောင့်မျှော်နေတုန်းဒီကနေ့ချင်း brother တပ်ဖွဲ့များကဖလားမျိုးကိုတိမ့်ပတ်ရရှိဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာပြီးတကလာနောက်ထပ်မြို့သိမ်းတိုက်ပွဲကြီးတစ်ခုစီကိုဆက်လက်စီတက်နေပြီဖြစ်ကြောင်းချင်းပြည်နယ်ဗလန်းမြို့သိမ်းတိုက်ပွဲမှာ ကျွန်တော်တို့အညာကနဒီစီဆိုချာအပအဝေအညာ PDF တွေကျွန်တော်မြေပြန်သားတွေပြည်မမြေပြန်ပေါင်းစုတဲ့တိုက်ပွဲတိုက်ပွဲအောင်ပွဲပေါင်းစုခြင်းရဲ့တကူရလက်အဖြစ်မကြခင်ချင်းပြည်နယ်ဟာတပြည်နယ်လုံးလွတ်မြောက်အောင်နာတော်ကိုလွှင့်အောင်မယ်အခြေအနေကိုရောက်လာတော့ပါအခုသုံးမျိုးပဲကြာပါတော့တယ်ဆိုတော့ ဒီတရင်နေအပြီးဒါကတော်လေကြီးတိုက်ပွဲအောင်ပွဲတရင်ဒီပေါ့ဗျာနောက်တစ်ခုတမခွန်ခွန်လူအင်မတန်စေအုပ်စုကစစ်အာဏာရှင်တစုကအာကိုအာသာပြုတ်ပြီးအင်မတန်အာကောင်းနေတမတစ်ခုလုံးခြေမုံခံရပြီ ဆိုရင်တော့ခံနေရပြီဆိုတော့ စေအုပ်စုရဲ့အချင်းကြီးကိုမန်းဆလို့ရပါတယ်။ဆိုတော့စေအုပ်စုရဲ့အချင်းကြီးစစ်အာဏာရှင်တို့ရဲ့အချင်းကြီးကိုထပ်မံမန်းဆအောက်ချက်ချကြည့်အောင်ချက်ပြေးနေပြီးတော့အချင်းကြီးကိုတစ်ချက်ကြည့်ကြရအောင်။အစကကျွန်တော်ပြောခဲ့သလိုပဲချက်ပြေးနေပြီးတော့မှအပုံနဲ့နေထွက်နေပြီဆိုတဲ့အချင်းကြီးဖြစ်နေပါတယ်။နေပြီးတော့မှအစိုးရဌာနများ အပါအဝင်ဝန်ထမ်းအင်အားလိုင်းကမ်းတွေအပါအဝင် အစုံပေါင်း2000နီးပါးလောက်ပြိုကျသွားတဲ့အတွက်ဖက်ဆစ်ရှေ့အုပ်စုကအုပ်ချုပ်ရေးရန်ရာလုံးဝမလဲပတ်နိုင်တော့အောင်ရပ်တန့်နေပြီဖြစ်ပါတယ်တာကိုလူမြင်ပြောက်လူမြင်ကောင်းအပူရုပ်ကိုဟန်လုတ်ပြီးအပြုံးမပြတ်နဲ့ရုံတက်ကြဆိုပြီးလွန့်လွန့်ထူးပြတဲ့ဟာမတွေကရှိသေးတယ်ဗျဒီကနေ့နေပြည်တော်ကစစ်ကောင်စီလက်အောက်မှာအမှုထမ်းနေတဲ့ နမ်စီရီယန်တွေနမ်ကြီးတုတ်တယ်ပေါ့ရသူတို့ဟာကားကိုတော်ကြီးမှာအဖီဆွဲတပ်ပုံလေးရိုက်ခံပြဖို့ပြည်သူလူထုကိုအဝါရဖြန့်မှုစစ်တပ်ရဲ့ဝါရဖြန့်မှုကိုတပ်ပုံရိုက်ခံဖို့ကားကိုတော်ကြီးမှာစပွဲချပူလောင်နေတဲ့နေကိုအန်တုတောက်စီယာရေပရှိထမင်းနဲ့မမှန်တဲ့ဘွားနဲ့ရှင်တန်နေရတဲ့ငရေကန်းတစ်ခုကိုဖြတ်တန်းနေကြရပါတယ်တာဟာ ဝိပတ်ချင်မှာပါပဲပြည်သူလူထုကိုငရေခန်းလို့စံစည်းတွေစီစည်းတွေစတုံးကုန်စည်းတွေတဘာဝဘေးရည်ဖြစ်လာရင်လုံးဝကူညီကယ်ဆယ်တာကိုမလုံယုံမကချက်ပြီးမတေတေအောင်နှင်းတက်တဲ့ကိစ္စတွေကိုလောက်ကင်ခဲ့တဲ့စေအုပ်စုရောလောက်ကင်ခဲ့တဲ့စေအုပ်စုကိုကူညီတော့နမ်စီပြန်နဲ့စေအုပ်စုရန်ရာကြီးလဲပတ်အောင်ဆောင်ရွက်နေသူတွေဝိလေတာပါ ီသူရဲ့ပို့တာတဲ့ညစ်တာစူးရှာလာပါပဲပြည်သူစင်ကြီးတက်လာပါပဲပြည်သူကျင်စာတက်လာပါပဲဆိုတော့နေပြီးတော့အခြေအနေကိုတိကျတဲ့တပ်တွေအထောက်ထားကောက်ချက်များနဲ့ပြောကြရအောင်လေဖန်ဓမ္မစီဘူးတိတိကျကျပြောပြမယ်နေပြီးတော့မြေသာဌာနမွေးမြူရေးဌာနဝန်ထမ်းအင်အားအကုန်ပြိုကျပါတယ်ဒီနေ့အထိ တည်ဆုံးသွားတဲ့အလောင်းတွေကိုလုံးဝမပေါ်နိုင်သေးပါဘူးပုတ် sorry နံနေပြီးတော့မခံမရတဲ့အောင်ရှိနေပါတယ်ပါကယ်စေကြီးမှလောက်လောက်လာလာမရှိပါဘူးပါကယ်စေကုညီရေးစခန်းမှလုံနေပါဘူးရရှိလာတဲ့နိုင်ငံတကာအလူငွေတွေကိုစစ်တပ်ဟာကြည်စံနဲ့လီမြန်ဘုံစံဝယ်ဖို့အတွက်ကလွဲလို့ပြည်သူတို့ကိုကုညီဖို့တကြက်ကြပြားမှအခုထိခိုင်ခိုင်မာမာတိတိကြကြ ုံဆွဲခြင်းမရှိတာကိုကျွန်တော်တို့တွေ့နေရပါတယ်။သမုဒ္ဒိမြို့နယ်ကဒီအိမ်ယာတွေငလျင်တန်ကြောင့်ပြုတ်ကျပြီးလေးရက်တည်းအမှုရန်အိမ်ယာ25လုံးအရာရန်အိမ်ယာ18လုံးအောက်ချင်အကုန်ပြုတ်ကျပြီးတိုက်ဟာနေလို့မရအောင် ပြုတ်ကျခဲ့ပါပြီလို့ဆိုပါတယ်။နေပြည်တော်ဘူတာရဲ့ကေဒိစခန်းမှာတွားနေနေရတယ် ိမ်တွေအကုန်လုံးပြိုကျတာကိုလည်းပြိုကျနေတာကိုလည်းဘယ်သူမှကယ်ဆယ်တိဆောက်ပြုပြင်ဖေးမမဲ့သူမရှိပဲဒီတိုင်းထိုင်ကြည့်နေကြရပါတယ်။တည်နေတဲ့လူကတော့တည်နေတဲ့သူတွေကိုတော့ဘယ်ကယ်ဆယ်ကြီးမှလာမထုတ်ပဲဝန်ထမ်းအေရာတွေမှာအပုံနဲ့ထွက်နေဆိုတဲ့တင်းချက်ပြင်းနေပြီးတော့အပုံနဲ့ထွက်နေပြီလို့ဒီနေရာကနေကျွန်တော်ကခင်မုန်းတက်လိုက်ပြရစီ တဟာအတိတ်တပေါင်းနမိတ်ဆောင်ခဲ့ပါပြီနေပြီးတော့ကြက်ကြီးဟာရှေ့အောင်စုကိုမြေမြုပ်ကြုံမဲ့တင်ချိုင်းဖြစ်လာပြီးအပုံနဲ့တလိုင်းလိုင်းထတာရှိပြီးနမိတ်ကြီးဖြစ်နေပါမိဒါဌာနမွေးမြူရေးဌာနဝန်ထမ်းအင်ယာရှေ့နေပါအင်ယာဝင်းရှေ့ပေါ်တော့ကဖြတ်မောင်းဖို့အစင်မပြေနေဘူးအပုံနဲ့ကတထောင်းတောင်းထွက်နေ ဝင်းရနှစ်ခုမှာဝင်းနဲ့3000ထပ်မလဲ။အိုးမဲအိမ်မဲစားရမဲတောက်ရမဲလမ်းပင်းဤလမ်းပင်းစားအခြေအနေကိုရောက်နေတယ်ဆိုတဲ့အကြောင်းလဲသိရပါတယ်။ဆိုတော့နေစရာမရှိစားစရာမရှိကဲသေးကြီးလည်းမရှိပဲဖတ်စစ်တက်ဟာဝင်းနဲ့ရနေရလေပတ်နေပါလေဆိုပြီးဓာတ်ပုံကြီးရိုက်ပြပြည်သူကိုလိမ့်လေလိမ့်ပြနေပါလေလက်ရှိနေပြည်တော်မှာ ဖစစ်တဲ့ရဲ့စစ်အာဏာရှင်အုပ်ချုပ်ရေးရန်နေရာလုံးဝရပ်တန့်တွားပါပြီဖစစ်တဲ့အခက်တော်လိုင်းအချက်နဲ့အညီလူမဆန်သာရုပ်မာ၍စစ်ကြောင်းထိုးနေတော့ဖင်တဲ့ပါဇက်နဲ့မာပြီးအမြဲတမ်းပြောနေတဲ့စော်မဲလုံးပြောစကားအရာသူတို့ကတိုက်နေပါတယ်ကျွန်တော်တို့ကရက်ထားပါတယ်လို့ပြောနေတဲ့စကားအလုံးလေးကြားပါလိမ့်အဲ့ဒီတော့ 啊，这么三十三个礼拜，旅游马瑞哥都得呀啊弄啊，等于哪个演讲人弄啊，说过去说过去，变，牛肉是过失去加巴罗路呗，知道？他们带动路啊哩，失去失得的那样嘛，但过德比亚到底啥毛病？书记你有的，但包书记阿咩，会吧？ ပုံရံသူကြီးကိုမြင်ရပြီပုံရံသူပြုတ်ကြပြီငါတို့အမြန်တိမ့်ပတ်ချီတက်ကြပါလို့ချီတက်တိမ့်ပတ်ကြပါလို့ပုံရံသူကိုတွေ့ပြီဆိုတာနဲ့ဒီမရသေးဘူးပုံလုပ်ငန်းရှင်ချမှတ်တပေါင်းစုကြီးပြင်အမြန်ဆုံးနေပြည်တော်စီစစ်ချီလို့ဒီမဲ့ကျော်တိုက်တော်ပါလေတော်နိုင်ပြီလာရောက်အောင်မှာပန်းခင်းလန်းရှောက်နေရတာမဟုတ်တဲ့အတွက် ထိ kait နာကျင်သိဆုံးမှုတွေကတော့ရှိမှာပဲဒီလိုဆွတ်လို့မှုတွေနဲ့ငါတို့တိုင်းပြည်ကိုတိဆောက်ခဲ့တယ်ဆိုတဲ့အကြောင်းအနာဂတ်မှာငါတို့မျိုးဆက်ကိုဂုံယူစွာပြန်ပြောပြခွင့်ရမှာပါအနာဂတ်မှာငါတို့တော်လံမျိုးဆက်တွေဟာငါတို့ဒီတိုင်းပြည်ကိုငါတို့တော်လံရေးရဲ့ပွေးတွေနဲ့ထုတ်ဆစ်ခဲ့တာကွာလို့ဂုံယူဝင်ကြွားစွာပြောပြခွင့် ကိုယူခွေခေါမော့ရှင်ကောခွေရှာဖို့ဘတ်စစ်တပ်ကိုအပိတိုင်ရှင်ဘုံရံအခုပဲစစစ်ပြင်စစ်စင်ပြီးစစ်ချိနိုင်အောင်ကြိုးစားကြပါလို့တိုက်တွန်းလိုပါလေဗျနေပြီးရောချင်ပါစကိုင်းစကိုင်းမှာဒီကနေ့မဏိကမဏိကမဏိကတလေးနေရတိတ်ဆုံးသွားတယ်ပုတ်ပွနေတယ်အလောင်းတွေကိုထုတ်ထုတ်တယ် 老太嘞，一点五米高，偏细伢子，没细脸大，那么对不对啊？话嘞，那么你老老老老过年过节，伊扒得裤嘛没细包，也别把人家铺里耶，比如讲哩，比如裤头面的，那那什么的，哎呀，他妈的，对，你喏，你呢，只看尿布啊，没人得上嘛，文雅咖哩，偏寡女伢嘞，啊，西边文雅哩，偏寡女伢嘞，但是但现在到冬衣没亚细布，秋衣没亚细布，不然嘞，你要。 နေအောင်ကြီးအောက်မှာအပူတံကိုခန်းစားနေရရင်ကျုပ်ကြီးမိုးရွာချလာတဲ့အခါမျက်စိနာလာတွေအပူရှက်တာတွေနဲ့ဖျားနာနာခြင်းမှုတွေအများပြားဖြစ်နေပြီတကြီးရယ်ဦးလေးခလေးတွေကိုရင်ဆောင်မိခင်တွေအတွက်ငရေတမျှခန်းစားနေကြရပါတယ်ပြည်သူလူထုကို ဒီအကြောင်းတွေပြောနေရင်းနဲ့ကျွန်တော်တို့ပြည်သူတွေကိုမျက်စိတွေမှာမြင်ရင်ကျွန်တော်ပြောခဲ့ဘူးတလို့ပဲငရဲကြီးရှစ်ထက်ရဲ့အပေါ်ဆုံးထက်ဟာငါတို့မြန်မာပြည်လားလို့မေးကြည့်ခြင်းမသေးတယ်ဗျာပြည်သူလူထုအပေါင်းတို့ကယူဆိုင်ပါရှင်တန်ပေးပါငါတို့အနာဂတ်နိုင်ငံတစ်ကိုငါတို့ဒီလိုဒုက္ခတွေကြားတွေကနှလုံးသွင်းနဲ့ထုံမှုမီ နိုင်ငံတော်တစ်ကြီးကိုတီဆောက်ခဲ့တယ်ဆိုတာကိုငါကမျိုးဆက်ကိုအောင်မွေးရရှိတဲ့တရီစကားတွေကိုဂုံယူစွာပြန်ပြောချမယ်ဖစစ်တအခက်တော်လည်းအချက်တိတိမိမိအကျိုးရှိရှိအတုံးချကြလို့ပြောရင်ဒီညတော့ဒီလောက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်